ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Telegram အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကို Telegram မှာပို့ထားတဲ့ပုံလေးစာတွေကို join ထားတဲ့ group တွေ channel တွေအားလုံးကိုကျွန်တော်တို့အခြားသူတွေကအလွယ်တကူဝင်ကြည့်လို့မရအောင်လို့ဘာ software မှတည်တံ့ထပ် down ရမလို့ပဲနဲ့ Telegram မှာ default ပါတယ်ကျွန်တော်တို့ဒီ pin lock ထားပုံထားနေလေးနဲ့ဒီကိုရဲ့ကိုပို့ထားတဲ့စာတွေပုံတွေအားလုံးကိုဘေးလူတွေအလွယ်တကူကြည့်လို့မရအောင်ပေါ့နော် Telegram မှာ lock ထားလို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာနီလန်းလေးကလည်းအရင်အလွယ်ကူပါတယ်ပထမဦးဆုံးအနေနဲ့ကိုရဲ့ Telegram software တွေကိုတစ်ချက်ဝင်လိုက်ပါ ။ Dragon နဲ့ဝင်ပြီးပြီဆိုရင်ကျွန်တော်ညာဘက်ဆုံးမှာဒီဟောဘယ်ဘက်ဆုံးမှာပေါ့နော်မီနူပါတန်အတန်းလေးတုံးတန်းရှိပါတယ်ခင်ဗျာကျွန်တော်မျှားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ။အဲ့နေရာလေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်နားမှာ setting ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ။ setting ကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ privacy and security ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်။တော့ပုံစံလေးနဲ့ပေါ့နော်။အဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ။ ဒါလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ passcode lock ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာတော့ပုံစံလေးနဲ့ပေါ့နော်အဲ passcode lock ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲ passcode ဒီ passcode lock နှိပ်လိုက်ရင်မကနန်းလေးလုံးတော့ခတ်လို့ရရပေါ့နော်အဲဒီကနန်းလေးလုံးကကျွန်တော်တို့ဒီ app lock တွေပါရေတချို့ဖုန်းတွေမှာဆိုရင် default ပါတယ်ဒီ app lock တွေပါရေရှိရပေါ့နော်အဲ့လိုမျိုး app lock တွေပါရေပုံစံမျိုးဒီဖုန်းသက်ခွင့် lock နဲ့တွဲထားမျိုးမဟုတ်ပါဘူးဒါတီးတန့်ကိုကြိုက်တဲ့ lock ထားလို့ရပါတယ် ဲကျွန်တော်လော့ခ်ဘုတ်အတွက်ဆိုရင်ဒီ enable passcode ဆိုတာလေးကိုဒီအောက်ကဒီအပြောင်း cloud လေးပေါ့နော်အဲ့လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာနှိပ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာ log ခတ်လို့ရတဲ့ screen လေးပေါ်လာပြီးတော့အဲကိုကြိုက်တဲ့ log နန်းလေးလုံးထားလိုက်ပါကျွန်တော်အလွယ်ကူတစ်နှစ်သုံးလေးပဲထားလိုက်မယ်ပေါ့နော်အဲပြီးပြီးဆိုရင်နောက်ထပ်ဒီ re re enter your passcode ဆိုပြီးတော့နောက်ထပ် verify တစ်ခေါက်ထပ်လုပ်ခိုင်းမယ်ပေါ့နော်ပထမပေးတဲ့ကနန်းလေးလုံးကိုမယ်နောက်ထပ်ဟိုလုံးဝတူအောင်နောက်ထပ်တစ်ခေါက်ထပ်ပြီးရိုက်ပေးလိုက်ပါ ရိုက်ပြီးပြီဆိုရင်တော့ရပါပြီခင်ဗျာရပြီဆိုရင်ကျွန်တော်ပထမဦးဆုံးနေနဲ့ဟောဘာထပ်လုပ်ပေးဖို့လိုလဲဆိုရင် auto lock ဆိုတာလေးကိုအဲဒီမြန်မာဒီ auto lock ဆိုတာလေးရှိရပါဘောနော်အဲ auto lock ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဒီ auto lock ကတဖို့အပြင်ဆိုရင် in 1 hour ဆိုပြီးတော့ဖြစ်နေမှာပါတဘောတရားကတော့ဒီ telegram ကိုအသုံးမပြုတော့တာတဏှာကြီးကြာသွားပြီဆိုရင်သူကနောက်တစ်ခေါက်တဏှာကြီးကြာပြီးတော့ ကိုဒီတိတ်ခွန်းနေထွက်သွားတာတနာကြီးကြာပြီးပြီဆိုမှပြန်ဝင်တဲ့ခါမျိုးမှာ လော့ဒောင်းမှာဖြစ်ပါတယ်။ဒါဆိုမိတ်ဆွေပြောချင်တာကိုကအခုတိတ်ခွန်းသုံးနေတယ်အခုထွက်လိုက်တယ်။အဲပြီးပြီဆိုရင်နောက်ထပ်တစ်ခေါက်ပြန်ဝင်တယ်ဆိုရင်လော့ဒောင်းမှာမဟုတ်တော့ပါဘူး။တနာကြီးအသုံးမပြုတာအသုံးမပြုတာအသုံးမပြုတဲ့အချိန်တနာကြီးကြာသွားပြီဆိုမှဟောလော့ထပ်ပြီးတော့ဒီတောင်းမယ်ဆိုတဲ့သဘောပေါ့နော်ဒီပင်ကနန်းလေးလုံးကိုထပ်ပြီးတော့ရိုက်ထည့်ရမယ်ဆိုတဲ့သဘောပါဒီနေရာမှာကိုယ်ကြိုက်တော့ထားလို့ရရဲ့အဲ display ပဲထားလိုက်လို့ရရဲ့ display ပဲထားလိုက်မယ်ဆိုရင် ကျွန်တော်ဝင်တိုင်းလော်ဒေါင်းနေမှာပေါ့နော်ဒါမှမဟုတ်ရင်ဒီ in 1 minute ထားလိုက်လို့ရတယ်1 minute ဆိုတာဒီ Telegram ကနေထွက်သွားတာ10 minute အထက်ဖြစ်ပြီး10 minute လောက်ကြာသွားပြီဆိုတာနေသူကနောက်တစ်ခေါက်ပြန်ဝင်လော်ဒေါင်းမယ်အဲ့လိုမျိုးပေါ့နော်အကောင်းဆုံးကတော့ in 1 minute လောက်ထားလိုက်တာပိုကောင်းပါတယ် in 1 minute ရွေးပြီးတော့ down ကိုထားလိုက်ပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်ပြီးပြီဆိုရင်တော့ပြန်ထွက်လို့ရပါပြီပြန်မထွက်ခင်ကျွန်တော်တခုတတိထားရမှာက ဒီလော့ကိုပြန်ဖြုတ်ကျင်တဲ့ဆိုရင်ဖြုတ်လိုက်ရမယ့်နီလန်းလေးကိုကျွန်တော်ထပ်ပြီးတော့အာတခါလေးပြပေးမယ်ပေါ့နော်တိတ်ကွန်းနဲ့ပြန်ဝင်လိုက်ပါခုနအတိုင်းပါပဲဗျအဲလော့ဖြုတ်ကျင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုသွားရမလဲဆိုရင်ခုနအတိုင်းပဲဒီဘယ်ဘဆုံးကဒီမီနူပါတန်လေးအတန်လေးသုံးတဲ့ကိုတစ်ချက်သွားသွားပြီးပြီဆိုရင်ကျွန်တော်ခုနအတိုင်းပဲဒီစတင်လေးကိုတစ်ချက်ထပ်ပြီးတော့ဝင်ပေါ့နော်ဒါလော့ပြန်ဖြုတ်ကျင်တဲ့သူတွေအတွက်ပေါ့နော်စတင်လေးကိုထပ်ပြီးဝင်ဝင်ပြီဆိုရင်ဒီနေရာမှာ privacy and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်။အဲ့ဒီ privacy and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးပါခင်ဗျာ။ နှိပ်ပြီးပြီဆိုရင်ကျွန်တော်ခုနအတိုင်းပဲ passcode lock ဆိုတာလေးကိုအဲတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီ passcode lock ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါ passcode lock ကိုနှိပ်လိုက်ပြီဆိုရင်တော့အဲကျွန်တော်တို့ဒီ lock ခတ်ထားတဲ့ကဏ္ဍနေကိုသူကနေပြန်တောင်းလိမ့်မယ်ကျွန်တော်တို့အရင်တော့ lock ခတ်ခဲ့တဲ့ကဏ္ဍလေးလုံးကိုပြန်ရိုက်ထည့်ပေါ့နော်ကျွန်တော်တက်နှစ်သုံးလေးပေါ့ပြီးပြီဆိုရင်ကိုဒီ lock ကိုပြန်ဖြုတ်တင်တယ်ဆိုရင်ဒီအောက်ဆုံးမှာအာ တန်ပတ်ကိုအော့ဆိုတာလေးရှိရပါတော့ဒီအနီရောင်ကလပ်ကလေးနဲ့အားလေးကိုတစ်ချက်နှိပ်ပေးလိုက်အောင်ပါပဲခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြီးကန်ဆယ်နဲ့တန်အော့ပေါ်လာရင်တန်အော့ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ရသွားပြီပဲဖြစ်သွားတယ်ခင်ဗျာအဲကျွန်တော်အခုပြပေးခဲ့နီလန်လီယာဒါ Telegram အသုံးပြုတဲ့မိတ်ဆွေတွေအတွက်အရန်ကိုသုံးတက်မယ်လို့မျှော်လင့်ပါတယ်ကို Telegram မှာပို့ထားရဲ့စာတွေပုံတွေကိုဘေးလူတွေလွယ်ကူကြည့်လို့မရအောင်လို့လော့ခတ်လို့ရမယ်နီလန်လီယာပြန်ပြီးတော့လော့ကိုဖြုတ်လို့ရမယ်နီလန်လီယာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ